ကြည့်နေပါနော်ကျွန်တော်လည်းမဲတဲ့နေရာလေးကိုရောက်ရှိခဲ့တယ်ဖြစ်နေတဲ့ဆောင်းပါလို့လည်းကြည့်နေတယ်လူကနေလည်းကြည့်မယ်ဆိုရင်တော့ဒီနေရာကိုရောက်ဖို့တော်တော်လေးပေါ့နော်ဒါမှဆိုရင်လည်းဒီဘောတော့ကျမတို့ကြာမှာဆိုတဲ့ကျမတို့အကုန်လုံးလာလို့ဆိုရင်တော့လောကအရာတို့လို့ကြာတယ်နော်ဒါမှမဟုတ်ကျမတို့ကဒီရဲ့နောက်ဘက်တော့နားပေါ်တင်တဲ့ခါကြတော့ပေါ့နော်ဒီအရာလေးပေါ့နော်နားပေါ်တင်တဲ့ကျမတို့ကလည်းလာခဲ့တယ်ပေါ့နော်ဒါပဲဖြစ်ဖြစ်ဘလောက်ကရလည်းတွေ့ရမှာကျွန်တော်အသက်ပြရလို့ဆိုတော့နော်ဒါတို့ကြားနေတယ်ဆက်ကြက်နေတာပေါ့နော် ာဂါရတိဒီမှာပဲနော်ဘုရားတိကကောင်းမှုဆိုဖို့ဆောင်တယ်လာတဲ့ခါမှာလည်းကျေးဇူးတော်ကြောက်တယ်တထေကနဲ့လာခွင့်ရတယ်ပေါ့နော်ကိုယ်တိုင်ကိုယ်ဒီပြန်ကိုယ်ကပို့တယ်ပေါ့နော်အားဘုရားတိကကျေးဇူးတရားမှာနော်ဒါကြောင့်လဲဆိုဘုရားတိကအခုတော့ပြောဆိုတာကသူတို့ရဲ့တရားကိုနားတော့ကကျမတို့လည်းလာတဲ့ခါကျသောသောရှိတဲ့ဘုရားပြည့်တဲ့ဘုရားကိုကျမတို့လည်းဒီပေါ့နော်အဲပြောမယ်ဆိုရင်ပေါ့နော်ပါတဲ့တိတိဆိုဒုရအခုချိန်မှာပေါ့နော် ချစ်ချင်းမေတ္တာမျိုးရှိကြတော့ကနော်တယောက်တယောက်မိသားစုရဲ့ဒီဉာဏ်ရတဲ့အပေါ်လုံးကမဲ့ချစ်ချင်းမေတ္တာမျိုးရှိတဲ့ဆရာမကိုခင်ဗျားကိုသိတဲ့ဆရာမကတော့အားလုံးပေါ်မှာအသိပြီတယ်နော်ဒါကြောင့်တော့ဆရာမရှိတဲ့ဒီမှာနော်ရှင်ဘောကရှင်မကြီးနဲ့အဲ့ချင်းလေးတည်းမှာဆိုတော့ကျမအဲ့ချင်းကိုအိုင်းပဲ။ဘာပဲဖြစ်လို့တော့ဘယ်လိုပဲတော့ဒီကိုစနာကိုရှိသေးတယ်။ဒီကဆိုရင်အမျက်ရှိတယ်ဆိုတော့ကျမအရမ်းမှာပြောင်းပြလို့။ပြီးတော့ကျမတက်စီကလေးမနော်ကျမရဲ့ ်ပြောမှဆိုကျွန်မရဲ့မိသားစုရဲ့အကြောင်းပေါ့နော်ဒီဇာမတို့ဇာမတို့တာဆက်တက်ပဲမှာရောက်သွားတယ်အဲ့အချိန်ကျွန်မအရန်နဲ့ပူတော်တယ်ပေါ့နော်မရောက်ဘူးတော့လည်းဆိုကျွန်မတာသမီးတွေတာသမီးတွေပေါ့နော်တချို့ကတော့လိုပြောင်းနေမြောင်းမြန်းမှာလည်းတချို့ကတော့ရပ်ကုန်တယ်ပေါ့ဒါမှအကြာရအောင်ပေါ့ကျွန်မပူတော်တဲ့ခါကျွန်မသမီးတွေကဒီဟိုရှိတဲ့သူတွေကျွန်မနေတဲ့ခါကျတော့အဆင်မပြေတဲ့ခါကျတော့ကိုယ်ကခံစားရတယ်ပေါ့နော်ခန္ဓာကနာပူလာတဲ့ခါကျမလာတဲ့ခါကျကိုယ်ကရေခွက်တော့ဆရာမပြောတဲ့ခါကျမအများဝမ်းမြောက်တယ် ဘာဖြစ်လို့လဲဆိုတော့ဘုရားပဲเนาะတော်တော်ရေးတယ်မှာသူလည်းပေါ့နော်ခင်ဗျားကလုံနိုင်တယ်တော်တော်ပူတဲ့အရာကြီးခင်ဗျားကလည်းသိပေးတယ်ပေါ့နော်အတော်ကျွန်မအဖေဖေးမှလို့ရင်ဒီမြောင်းမြတ်ကမှကျွန်တော်သားကလေးဆိုလို့ရှိတယ်ပေါ့နော်ခင်ဗျားမျိုးဆောင်းနေဒါပေမဲ့တယောက်တယောက်နားမနေတော့ဘူးနော်အဲနားမနေတဲ့အကြောင်းလေးကိုပေါ့နော်ရှိတဲ့ခါကျတော့ကျွန်မစိတ်ထမမကောင်းဘူးတော်ကျွန်တော်ပြောတဲ့ခါကျတော့ဒီဟုတ်တယ်ဆိုရေးတာကျွန်မလည်းပေါ့နော်ခင်ဗျားပိုင်အရာသားလေးကိုခင်ဗျားအကူတော်လေးဆိုတော့ဖြစ်နိုင်တော့ကျွန်မတော့ပဲတော့ခင်ဗျားတို့လည်းပြောတဲ့ခါကျတော့မပြောလို့ဖြစ်ဘူး တပတ်တပိလေးဆိုတဲ့ဒီတစ်သိန်းမှဒီအညွမပြောထားတဲ့ဒီဒါပေမဲ့တပတ်1000 1025ကိုအကုန်ပြီလုပ်မယ်လို့ပြောထားတယ်။ဒါပေမဲ့မကြောက်ဘူးနော်။ဒီမှာလည်းမြန်မာလူစကားပြောတယ်ပေါ့နော်။ဒီအချိန်မှာပြောတဲ့အခါကျတော့ဘုရားရှင်ကတော့တကယ်ကိုကောက်ပြတယ်ပေါ့နော်။ဒီမှာတပိလေးတဲ့တပတ်ကျော်ကျော်မှာတပတ်တပိလေးပြန်လာတယ်အဲ့ဒါနဲ့မျိုးလေးချက်ကဒီပေါ်တော်တော်ဆိုတော့ဒီမှာတားလေးလို့ဆိုတော့ဘောနော်အမြဲသွားနေတယ်ကောင်းပါလေဆိုလို့လည်းသွားနေတာ ဒါမျိုးကမိသားစုနဲ့ခါကြတာပေါ့နော်ပြန်လဲတွေ့စီချင်းပေါ့နော်ဘုရားကြီးလိုကိုယ်ကတပိသားစုနဲ့ဒီမှာဒါမျိုးတော့ပိုင်းတော့ပါလေဘုရားကြီးကသာပြောတယ်ပေါ့နော်တော့ပဲစမသားလေးမမျော်လေးပဲနဲ့ဒီမှာလူစီကိုပြန်ရောက်လာတယ်အခုကျေးဇူးတော်ကြောင့်ဒီမှာလည်းရောက်လာခွင့်ရတယ်ဆိုဘုရားကြီးကကျေးဇူးတင်တယ်ပေါ့နော်အဲတော့ဒီမှာချင်းလေးတော်တော့ချင်းမချင်းတယ်ပေါ့နော် 个个嗯。 what I'm also told. The very dirty. 是照亮的遇见。